စိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟတ္တလို့ခေါ်တယ်။စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေအားလုံး။နံပါတ်1ကဥပการะမိတ်ဆွေတဲ့။ခြေစူးပြုတ်ထက်တဲ့မိတ်ဆွေ။ကိုယ့်ရဲ့အပေါင်းအသင်းတယောက်ဟာဆိုပါစို့အယက်သေးစားတောက်ပြီးမူးမေ့နေတောင်မှပဲ။အယက်မူးပြေသည့်ထိအောင်သူအန္တရာယ်မဖြစ်အောင်ဆောင်းလျှောက်ပေးတယ်တဲ့။ဟော။မကောင်းတာလုပ်တာတောင်ဆောင်းလျှောက်ပေးတာနော်။မိတ်ကောင်းဆွေကောင်းကအဲ့လို သူပစ္စည်းတွေအထိမ့်သိမ့်မရှိဘူးဆိုလို့ရှိရင်မြင်တာနဲ့သိမ့်ပေးတယ်၊ကုညီပေးတယ်။အဲ့ဒီပုံကမျိုးကဥပကာရကျေးဇူးပြုတဲ့ပုံ။တစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုံကတရားမှာသိမ့်ကြောက်လန့်နေလို့ရှိရင်လည်းအပိစကားပြောတယ်။ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရွက်တယ်။ငွေကြေးတနလူလာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်။ အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပကာရမိတ်ဆွေမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုံကူမျိုးပေါင်းသင်ရမယ်နောက်မိတ်ဆွေတခုကဘာလို့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာလည်းအတူတူပဲဆင်းရဲလည်းအတူတူပဲနော်အဲ့ဒီလိုတူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေအေးခုခေတ်ပြောကြတယ်မဟုတ်လားအေးအတူပူအမြနော်